်မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ August 2ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ဘကိုးတိုင်းရေတာရှည်မြို့နယ်စွာဆယ်ရှင်းလင်းဆောင်မှာအထိုင်ကျတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ခွေးများကိုဝင်ရောက်တိုက်ခတ်ရောဗိုလ်ကြီးအဆင့်ရှိသူအပါအဝင်6ဦးသေဆုံးပြီးတော့တနက်6လက်တင်းစီရမိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇူလိုင်လ30ရက်နေ့မှာရေတာရှည်မြို့နယ်စွာဆယ်ရှင်းလင်းဆောင်မှာအထိုင်ကျတပ်ဆွဲထားတဲ့ အကြမ်းဖက်စစ်ခွေးများကိုပြည်သူ့ကာကွယ်တပ်မတော်အမတ်နဲ့စစ်စင်ရေးနယ်မြေဘကိုးတိုင်းစစ်ဌာနဘူဟာ27အမတ်393တက်တိုင်ရင်တဲ့အတူမဟာမိတ်တော်လိုင်းအဖွဲ့ PIO PIA တပ်ဖွဲ့ ACDF အရှိုချင်း Defense Force တို့ကဝင်းရောက်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ခွေးတွေဘက်ကဗိုလ်ကြီးအဆင့်ရှိသူတအုပ်အပါအဝင်6ဦးသေဆုံးသွားပြီးတော့လက်နက်ငယ်6လက်လက်နက်ငယ်ကြီးများစစ်သုံးဆောင်ပစ္စည်းများကိုလည်းသိမ်းဆည်းရရှိခဲ့တယ်လို့သိရပါတယ်။ တိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက်ဒေါ်လာရဲတပ်ဖွဲ့များကအကြမ်းဖက်စစ်ခွေးတွေအထိုင်းချတပ်ဆွဲထားတဲ့နေရာကိုရှင်းလင်းဖျက်ဆီးခဲ့ကြောင်းသတင်းရရှိပါရယ်ခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့အာနာသိန်းစစ်ကောင်းစီရဲ့စစ်သင်းမောအုပ်စုကိုကချင်လွတ်လပ်ရေးတပ်မတော် KIA ကတိုက်ခိုက်ခဲ့တဲ့အတွက်သင်းမောများထိခိုက်ပျက်စီးမှုရှိတော်လဲလက်ရှိလက်ကျန်သင်းမောဆယ်စီးထက်မနည်းဟာဗမော်မျိုးကိုရောက်ရှိနေပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်စလ၁ရက်နေ့ကရွှေကူနဲ့ဗမော်မျိုးနယ်ကြားတိုက်ပွဲများပြင်းထန်ခဲ့ပြီးတဲ့နောက်စစ်သင်းမောတချို့ထိခိုက်ပျက်စီးမှုရှိခဲ့ပြီးတော့ညပိုင်းအချိန်မှာသင်းမောအများစုဟာဗမော်မျိုးကိုရောက်ရှိနေပြီလို့သိရပါဗျ။ အကုန်လုံးရောက်ပြီလို့တော့ကြားတယ်။စန္ဒစီလောက်ဖြစ်နိုင်တယ်။မင်းညားကရောက်တာလို့ကချင်စီရဲသတင်းရင်းမြစ်ကပြောပါတယ်။အခြားသတင်းရင်းမြစ်တအုပ်ကလည်းရှေတန်းကပြောလာတယ်။တင်းမောတွေဗမော်ကိုရောက်ပြီလို့အတီးပြုတ်ပြောကြားထားပါတယ်။ KI ပူးပေါင်းတပ်ဖွဲ့အနေနဲ့လည်းရွှေကူနဲ့ဗမော်မြို့နယ်ကြားမှာစစ်တင်းမော6စီးကိုထိခိုက်ပျက်စီးအောင်တိုက်ခိုက်နိုင်တယ်လို့ကချင်စီရဲသတင်းရင်းမြစ်ကပြောပါတယ်။စစ်ကောင်စီတပ်ဟာရွှေကူကနေဗမော်မြို့ကိုစံတက်ရမှာဇော်လိုက်လ28ရက်နေ့ကလေးကအတုတ်လိုက်အတုတ်လိုက်ထွက်ခွာခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ကချင်စီရဲသတင်းရင်းမြစ်တချို့ရဲ့ပြောကြားချက်အရာ ဇွန်လ28ရက်နေ့မှာစစ်သည်မော3စီဇွန်လ29ရက်နေ့မှာသင်မော5စီဩဂတ်စ်လ1ရက်နေ့မှာစစ်သည်မော6စီစုစုပေါင်း18စီဗမော်မျိုးဘက်ကိုထွက်ခွာလာခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်အဲ့ဒီစစ်သည်မော်များကို KIA ကကြားဖြတ်တိုက်ခိုက်ရမှာတပတ်အတွင်းသင်မော6စီထိခိုက်ပျက်စီးအောင်တိုက်ခိုက်နိုင်ခဲ့တယ်လို့စစ်ရေးသတင်းအမြင့်တချို့ကပြောကြခဲ့ရာစစ်တစည်းဟာဗမော်မျိုးကိုစိုက်ရောက်တဲ့အခြေအနေဖြစ်တယ်လို့သိရပါတယ် ရွှေကူမြို့ကနေထွက်ခွာလာတဲ့တင်းမော့အကြီးအတွက်လမ်းခေးမှာထိခိုက်ပျက်စီးသွားတဲ့တင်းမော့အကြီးအတွက်နဲ့ဗမာမျိုးကိုစိုက်ကတ်တဲ့တင်းမော့အကြီးအတွက်ကို KIA ဘက်ကတရားဝင်သတင်းထုတ်ပြန်ပြောကြားခြင်းမရှိသေးဘူးလို့သိရပါတယ်။စစ်သည်မော်များရောက်ရှိမှုအခြေအနေနဲ့ပတ်သက်ပြီးတော့ဗိုလ်မှူးကြီးနော်ဘူးထံကိုဒီကနေ့မှဆက်သွယ်ထားဆဲဖြစ်တယ်လို့သိရပါတယ်။ဗိုလ်မှူးကြီးနော်ဘူးကမြေကြီးနာဂျာနယ်ကိုဖြေကြားချက်မှာစစ်သည်မော်ဆက်တစည်းဗမာကိုရောက်ရှိပြီလို့ယူဆရကြောင်းပြောကြားထားပါတယ်။ဒါအပြင်ရွှေကူကနေဗမာမျိုးကိုစံတက်တဲ့အချိန်မှာ KIA ပူးပေါင်းတပ်ဖွဲ့ရဲ့ပြစ်ခတ်မှုကြောင့် သင်းမော6စီးရန်နာသွားခဲ့အကြောင်းကိုလည်းဘုံမူကြီးနော်ဘူးကပြောပြထားပါဗျ။ဗမော်မြို့ကိုစစ်ရင်အားနဲ့လက်နက်ခဲယံရိတ်ခါဖြည့်တင်းရန်ဆန်တက်လာတဲ့တင်းမော်များဟာဗမော်မြို့ကိုရောက်ရှိရေးအတွက်စစ်ကောင်စီကလေကြောင်းပစ်ကူလမ်းကြောင်းရှင်းလင်းရေးများပြုလုပ်ပေးခဲ့ရပြီးတော့ရွှေကူမြို့နယ်မှာလည်းမြေပြင်စစ်ကြောင်းများပါအသုံးပြုခဲ့ရတယ်လို့သိရပါဗျ။ KIA ကမြို့သိမ်းစစ်စင်ရေးဖော်ဆောင်နေတဲ့ဗမော်မြို့ကိုစစ်တင်းမော်များရောက်ရှိသွားခြင်းကြောင့်မြို့သိမ်းနိုင်ရေးအချင်းအတိုင်းအတာတစ်ခုထိရပ်တန့်သွားနိုင်တယ်လို့စစ်ရေးနိုင်ငံရေးလေးလာသူတို့ကပြောပြထားပါတယ်။ KIA ဘက်ကနီးပညာစစ်ဗျူဟာအဆင့်ထပ်မြင့်ဖို့လုံမယ်ထင်တယ်လို့၎င်းကပြောကြားထားပါဗါး KIA က2024ခုနှစ်ဒီဇင်ဘာလကတည်းကဗမော်မျိုးသိန်းစစ်စင်ရေးကိုဖော်ဆောင်နေခြင်းဖြစ်ပြီးတိုက်ပွဲဟာရှစ်လကြာနေပြီဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သကိုင်းတိုင်းချောင်းဦးမြို့နယ်မုံရွာမန္တလေးလမ်းမပေါ်ဂွေးပြင်တော်ချေးရွာနယ်နတ်ရီကန်ချေးရွာကြားမှာမိုင်းရှင်းစစ်သားများကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ရာစစ်ခွေးလေးကောင်တေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မနေ့ကဩဂတ်စ်လ၁ရက်နေ့မွန်လယ်3:14မိနစ်ကချောင်းဦးမြို့နယ်ဂွေးပင်တော်ကျေးရွာမှာအထိုင်ချတပ်ဆွဲထားတဲ့စစ်ခွေးတပ်က light truck ကားတစ်စီးခွေးဘလူးကားတို့နဲ့၎င်းချောင်းဦးမြို့နယ်နိုင်ရကန်အထိုင်စခန်းကစစ်ခွေးတပ်က6ဘိန်းကားတစ်စီးနဲ့၎င်းမိုင်းရှင်းရန်အသီးသီးထွက်ခွာလာပြီးတော့လမ်းပိုင်းတနေရာမှာတွေ့ဆုံခဲ့ကြတယ်လို့သိရပါဗျ။အခုလိုတွေ့ဆုံပြီးတဲ့နောက်စူပေါင်းအင်အားနဲ့မုံရွာမန္တလေးလမ်းမပေါ်မှာရှိတဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များထောင်ထားတဲ့မိုင်းများကိုရှင်းလင်းခဲ့ရာမိုင်း၁၀လုံးတွင်၃ပွိုင် မိုင်းအလုံး30ရှင်းလင်းပြီးဆက်လက်ထွက်ခွာလာတဲ့အချိန်ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များကကြံရှိနေတဲ့မိုင်းပွိုင်နှစ်ပွိုင်မိုင်းအလုံး20နဲ့မိုင်းဆွဲတိုက်ခိုက်ရာစစ်ခွေးလေးကောင်တိုက်ဆုံပြီးတော့အများအပြားဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်။နိုင်ငံကနေထွက်လာတဲ့ကားတွေနဲ့ဂွေးပြင်တော်ကထွက်လာတဲ့ကားတွေတနေရာမှာထားခဲ့ပြီးမိုင်းရှင်းမှုအတူတူခြေချင်းထွက်လာကြတာရှင်းခံလိုက်ရတာက10လုံးတွဲ9ပွိုင်နဲ့က3ပွိုင်ရှင်းခံလိုက်ရတယ်ဆွဲလိုက်ရတာက2ပွိုင်ပဲဆွဲလိုက်ရတယ်လမ်းပေါ်မှာတင်သေးသွားတာကစစ်ခွေးက3កောင်အဲ့ဒီတည်တဲ့သူတွေတဲကဂွေးပြင်တော်ကထွက်လာတဲ့သူတွေလို့သိရတယ် နတ်ရေကန်ကတော့တအူးကတော့စခန်းထဲရောက်မှတည်သွားတာလို့ကြားတယ်နောက်ဆက်တွဲကတော့မနေ့ကညပိုင်းမှာပုံမှန်နေနေကြနေရာတွေထက်ကျော်ပြီးတော့အင်အားတော်တော်များများနဲ့ကင်းပတ်နေတာတွေလက်နက်ငယ်တွေနဲ့ရမ်းပစ်နေတာတွေတော့ရှိတယ်လို့မုံရွာခဲအမတ်ဆက်နဲ့တက်ရင်တက်ခွဲ၃လျှက်စီးတက်ခွဲကတာဝန်ရှိသူကပြောကြားထားပါတယ်၎င်းတက်ခတ်မှုကိုမုံရွာခဲအမတ်ဆက်နဲ့တက်ရင်တက်ခွဲ၃လျှက်စီးတက်ခွဲကရဲဘော်များကလုံဆောင်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များအထူးကဲမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ် ်မုံရွာခရိုင်အမှတ်စနစ်တိုက်ရင်တက်ခွဲသုံးမျက်စိတက်ခွဲအနေနဲ့မုံရွာမန္တလေးလမ်းမပေါ်မှာစစ်ကောင်စီတပ်သားများမစိုးမိုးနိုင်ရင်အစွမ်းကိုတိုက်ခိုက်ချေမုန်းသွားမှာဖြစ်ပြီးတော့မြေတီတော်လိုင်းတပ်ဖွဲ့များနဲ့မစိုးပူးပေါင်းပြီးတော့ဆောင်ရွက်သွားမှာဖြစ်ကြောင်းပြောဆိုထားပါတယ်မိဘပြည်သူများအနေနဲ့လည်းစစ်ခွေးတွေကိုတိုက်ခိုက်ချေမုန်းနိုင်ရေးအတွက်လိုအပ်တဲ့ခဲယံကြည်စံဖို့များထောက်ပံ့ကူညီပေးစေလိုပါတယ်လို့မြစ်တာရက်ခံထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းချောင်းဦးမြို့နယ်မုံရွာမန္တလေးလမ်းမပေါ်မှာလုံခြုံရေးယူနေတဲ့စစ်ခွေးတပ်ကိုမိုင်းဆွဲတိုက်ခတ်ရာစစ်ခွေးနှကောင်တိတ်ဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဩဂတ်စ်လ၁ရက်နေ့ညနေ3:16မိနစ်ကမုံရွာမန္တလေးလမ်းမပေါ်မြောင်လန်းခွဲကနေအင်စီက၄စီ၊ RF 4V ကတစ်စီးနဲ့ချောင်းဦးမြို့နယ်နိုင်ငံကြီးပါနဲ့ ရေဘိုးစားကြီးရွာကြားကိုထွက်လာပြီးတော့နိုင်ကန်လမ်းမတစ်လျှောက်မှာလေဘက်အနီဝစ်စင်ကအင်အား80ခန့်နေရာယူထားတယ်လို့သိရပါဗျ။အခုလိုနေရာယူထားတဲ့အချိန်ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တွေကဗရေသာမိုင်း၃လုံးတပ်ပွိုင်းနဲ့မိုင်းဆွဲတိုက်ခတ်ရာစစ်ခွေးနှစ်ကောင်တေဆုံးပြီးအများပြားဒဏ်ရာရရှိသွားတယ်လို့သိရပါဗျ။ ကားတွေကိုရေပိုးစားဖုံးကြီးကြောင်းမှာရက်ထားပြီးတော့ခြေချင်းဆင်းလာကြတာမိုင်းရှင်းလင်းရေးအတွက်ပဲဆက်လက်ပါတဲ့ RFF ကားတစ်စီးကခောက်တုတ်ခောက်ပြန်လုံခြုံရေးယူပေးနေပြီးတော့မိုင်းရှင်းတာနှစ်ကောင်ကနေရာမှာတင်ပွဲချင်းပြီးသေးတယ်။ကြံတဲ့ထိခိုက်ဒဏ်ရာရတာတွေထတ်တိုးသေးဆုံးတာတွေတော့မသိရသေးဘူးလို့ People Defense Force စောက်မုံရွာကတာဝန်ရှိသူကရှင်းပြထားပါတယ်။စစ်ကောင်စီကတိုင်းပြည်အာဏာကိုမတရားသိမ်းယူကပြည်သူလူထုတရက်လုံးရဲ့စီးပွားရေးကြက်တဲမှုကိုဖြစ်ပေါ်စေရန်ဖန်နှင်းမှုတို့ကြောင့် ပြည်သူများအခက်အခဲဖြစ်ပေါ်နေတာကိုနားလည်ကြောင်းပြောဆိုထားပါတယ်။သို့တော်လည်းစစ်အာဏာရှင်အမြင့်ပြတ်ချင်းမုံရဲ့အတွက်လက်နက်ခဲယမ်းများစွာလိုအပ်နေတဲ့အတွက်ကြောင့်ထောက်ပံ့ကူညီပေးစီလိုပါတယ်လို့မြစ်တာရက်ခံထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အကြံဖတ်စစ်ခွေးကောင်းဆောင်မင်းအောင်လိုင်ကစစ်မှုဝင်ကြီးဟောင်းအောင်တောင်းရဲ့တားဖြစ်သူဗိုလ်ချုပ်ကြီးမိုးအောင်ကိုအစိုးရအဖွဲ့အစ်နဲ့စစ်ကော်မရှင်အစ်စ်မှမထည့်သွင်းတော့ပဲစစ်ဘက်နဲ့အရက်ဘက်တာဝန်များကနေပြီးတော့အငိမ့်စားပေးလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အကြဖတ်စစ်ခွေးကောင်းဆောင်မင်းအောင်လိုင်ကဇော်လိုက်လ31ရက်နေ့ကကာလုံးအစည်းအဝေးခေါ်ယူပြီးတော့စစ်ကောင်စီကိုဖျက်သိမ်းခြင်းအစိုးရအဖွဲ့အစ်အဖွဲ့စည်းခြင်းစစ်ကောင်ရှင်အစ်အဖွဲ့စည်းခြင်းများကိုဆောင်ရွက်ခဲ့တယ်လို့သိရပါတယ်အခုလိုမျိုးဆောင်ရွက်ရမှာအောင်တောင်းရဲ့သားဘိုးချုပ်ကြီးမိုးအောင်ကိုပြန်လည်ထည့်သွင်းခြင်းမပြုတော့ဘဲစစ်ဘက်နဲ့အရက်ဘက်ယာတို့များကနေလဲအငိမ့်စားပေးဂျောင်းထိုးလိုက်ပြီဖြစ်တယ်လို့သိရပါတယ် ဇူလိုင်လ30ရက်နေ့ကနာဆာကနောက်ဆုံးနှုတ်ဆက်ပွဲမှာတော့မှဘိုးချုပ်ကြီးမိုးအောင်ကိုမတွေ့ရပါဘူးမဖိတ်တာလားမတက်တော့တာလားမသိပေမဲ့တက်ချုံနဲ့တော့အဆင်ပြေပုံမရဘူးအစိုးရအဖွဲ့အစ်မရောကော်မရှင်မရောပါမလာတော့ဘူးလို့နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကပြောပြထားပါတယ်ဘိုးချုပ်ကြီးမိုးအောင်ဟာအာနာရှင်ဟောင်းတန်းရွှေရဲ့လူယုံဆက်မှုဝင်ကြီးဟောင်းအောင်တောင်းရဲ့တားဖြစ်က စစ်တပ်ကတော့အပတ်စဉ်28ကြောင်းစင်းဖြစ်တယ်လို့သိရပါဗါး2021ခုနှစ်မှာဘိုးချုပ်ကြီးမိုးအောင်ဟာကာကွယ်ဦးစီးချုပ်ရေဖြစ်လာခဲ့တယ်လို့သိရပါဗါး2024ခုနှစ်ဇန်နဝါရီလ10ရက်နေ့ကအချမ်းဖတ်စစ်ခွေးကောင်းဆောင်မင်းအောင်လိုင်ကကာကွယ်ဦးစီးချုပ်ရေဘိုးချုပ်ကြီးမိုးအောင်ကိုရေချုပ်တာဝန်ကနေအနားပေးခဲ့ပြီးတော့2024ခုနှစ်ဇန်နဝါရီလ9ရက်နေ့မှာအမျိုးသားလုံခြုံရေးအကြံပေးနဲ့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌယုံဝင်ကြီးဌာနအမှတ်၄နဲ့အမှတ်၁ဝင်ကြီးအဖြစ်နဲ့ခန့်အပ်ခဲ့တယ်လို့သိရပါဗါး ရေချုပ်ကနေအနာပေးခံရကြတဲ့ကသူ့ရဲ့အခန်းကဏ္ဍကပျောက်သွားတာကြားပြီးပေးလိုက်တဲ့ဝင်ကြီးဌာနကလည်းဘာမှတိတ်အရေးမပါတော့မနက်9နာရီခွဲဆိုရုံတက်ညနေ4နာရီဆိုရုံစောစောဆင်းပဲမလုံမရှုပ်မပြုတ်ကနေအခုကတော့တကယ်ကိုပြုတ်သွားတာဗျာသူနဲ့တက်ချုပ်အဆင်မပြေတာမှာ UAB ဘန်နဲ့ဒေါ်လာဈေးဆွဲတင်တဲ့ကိစ္စတက်ချုပ်သားနဲ့စီးပွားရေးစီမံကိန်းနဲ့တင်တာလုတ်ပိုင်ခွင့်ကိစ္စအပြိုင်ဆိုင်နေဖြစ်တာတွေလည်းပါတယ်လို့ကြားတယ်လို့နေပြည်တော်သတင်းရင်းမြစ်ကရှင်းပြထားပါဗျာဘိုးချုပ်ကြီးမိုးအောင်မှာနေအောင်ပြေအောင်ခင်ငူကြီးဖြိုးဆိုတဲ့ ညီအကိုမောင်နှမသုံးဦးရှိပြီးတော့ United Emirates Band လို့ခေါ်တဲ့ UAB Band နဲ့ IGE Company ကိုပိုင်ဆိုင်လုပ်ကိုင်နေကြတယ်လို့သိရပါဗျ။ရခိုင်က IGE Company ဟာစစ်တပ်နဲ့တပ်ဆိုင်တဲ့စီမံကိန်းများနဲ့တင်တာများကိုရရှိခဲ့တယ်လေ2024ခုနှစ်အတွင်းမှာတော့စစ်တပ်ထံကရရှိထားတဲ့စီမံကိန်းနဲ့လုပ်ငန်းလုပ်ခွင့်တင်တာများကိုစစ်တပ်ကပြန်လည်ရုပ်သိမ်းသွားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းမိုးကုံမြို့ကိုအကြမ်းဖက်စစ်ခွေးတပ်ကလေရင်နဲ့ဗုံးကျဲချခဲ့ရာပြည်သူ၁၂ဦးတေဆုံးပြီးတော့၁၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့ဩဂတ်လ၂ရက်နေ့မနက်၈ :25 မိနစ်အချိန်မှာမိုးကုံမြို့ကိုစစ်ကောင်စီတပ်က Jet Fighter နဲ့ပေါင်250ဗုံးနှလုံးလာရောက်ဗုံးကျဲခဲ့ရာပြည်သူ၁၂ဦးတေဆုံးခဲ့ပြီးတော့၁၄ဦးထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။အခုလိုမျိုးဘုံကြရောက်ပောက်ကွဲမှုကြောင့်တန်ဃာတော်တပါးကလေးတအုပ်နဲ့အမျိုးသား၁၀ဦးတေဆုံးခဲ့ပြီးတော့ အမျိုးသားဆန္ဒဦးနဲ့အမျိုးသမီးနှုတ်တို့ထိခိုက်ဒဏ်ရာရှိကနေအိမ်ဆယ်လုံးကား၃စီးနဲ့ဆိုင်ကယ်၃စီးလဲဘုံစာထိမှန်ပျက်စီးသွားတယ်လို့သိရပါဗျ။အချမ်းဘတ်စစ်ခွေးတက်က TNL သိမ့်ပိုက်ထားတဲ့မိုးကုံမြို့ကိုတောက်လျှောက်ဆိုးသလိုလေရင်နဲ့ဘုံကျဲတိုက်ခိုက်လျက်ရှိရာမေလဇွန်လနဲ့ဇွန်လလများအတွင်းမှာလေကြောင်းတိုက်ခိုက်မှုများကြောင်းပြည်သူများဟာထိခိုက်ဒေဆုံးမှုအများအပြားဖြစ်ပေါ်ခဲ့တယ်လို့သိရပါဗျ။ ဇူလိုင်လ29ရက်နေ့မနက်9:00နာရီခွဲကစတင်ပြီးတော့အကြမ်းဆက်တက်ကမိုးကုတ်မြို့ပေါ်ကိုလေရင်နဲ့ဘုံခုနှစ်လုံးကျဲချခဲ့တယ်လို့သိရပါတယ်။အဲ့ဒီနောက်မှာတော့မနက်9:40နာရီမိနစ်အချိန်မှာဒုတိယအကြိမ်ဖြစ်နေ၎င်းစစ်ကောင်စီရဲ့လေရင်ကဘုံကျဲချသွားတယ်လို့သိရပါဗျ။လားတူပဲဇူလိုင်လ29ရက်နေ့မနက်10:39မိနစ်အချိန်မှာလဲမိုးကုံမြို့နယ်အရှိရွာဘိန်းတောင်အာကျူဟိုတယ်အနီးဝန်းကျင်ကိုစစ်ကောင်စီကလေရင်နဲ့ဘုံထပ်မံကျဲချခဲ့ပြီးတော့ဒီကနေ့မနက်ပိုင်းဟာ 3ချိန်မြောက်လေရင်နဲ့ဘုံကျဲချသွားခြင်းဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သကိုင်းတိုင်းမုံရွာမန္တလေးလမ်းမိုက်မှာတာဝန်ကျနေတဲ့စစ်စခန်းကဒုတက်ချက်တဦးဟာတနက်တလက်ယူဆောင်လာပြီးတော့အလင်းဝင်လာတဲ့အတွက်ကြောင့်ငွေကျပ်340ချင်းမြင့်ပေးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဇွန်လ28ရက်နေ့ကမုံရွာမန္တလေးလမ်းမိုက်မှာရှိတဲ့အကြမ်းဖက်စစ်တပ်အထိုင်းစခန်းမှာတာဝန်ကျနေတဲ့ဒုတက်ချက်တအူးကတနက်တက်လက်ယူဆောင်လာပြီးတော့ UHF ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံကိုအလင်းဝင်ရောက်လာတယ်လို့သိရပါတယ်။အလင်းဝင်လာတဲ့ဒုတက်ချက်တအူးက MA3 တနက်တက်လက်ခြေပေါင်းနှစ်ခု 5.56G အတောင့်40လို့ကိုယူဆောင်လာတဲ့အတွက်စုချင်းဝေ340ကျပ်ကိုဂုံပြုတ်ချင်းမြင့်ခဲ့တယ်လို့သိရပါတယ်။အလင်းဝင်လာတဲ့သူကိုရဲဘော်တွေနဲ့အတူထားရပါတယ်။စစ်ကောင်စီလက်အောက်ခံတပ်သားတွေအနေနဲ့ ရတဲ့နီလန်းနဲ့ပြည်သူရင်ဝင်ကိုရုံးထွက်လာကြဖို့ဖိတ်ခေါ်ကြမှာတယ်လို့ Aben Hunter Force UHF အဖွဲ့ကတာဝန်ရှိသူကပြောကြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချမ်းဘတ်စစ်အာဏာရှင်စနစ်စိုးကြီးရဲ့လက်အောက်ကနေလည်း 俺们家三口两苗，哪一家娃子？苗。